မင်္ဂလာပါရှင်။ဧပြီလ6ရက်တနင်္ဂနွေနေ့အတွက်ရွှေကုံရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ယခုနှစ်တကြံကိုရိုးရရင်ကျိမှုနှင့်အညီအေဂျင့်တာယာတော်တကြံဖြစ်ကျင်းပသွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လက်ရှိကြုံတွေ့နေရသောပြင်းထန်တဲ့ငလင်ပေးရနေအကြောင်းနေပြည်တော်ကောင်စီနေမြေစကိုင်းပဲခူးမကွေမန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့တွင် ြည်သူအချို့တေဆုံးတန်ရာရထိခိုက်ဒဏ်ရာဆုံးရှုံးမှုများကြုံတွေ့နေရပါသောကြောင့်တနိုင်ငံလုံးဝန်내ခြေခွဲနေရသောကာလဖြစ်တဲ့အတွက်ယခုနှစ်မြမရွာတကြံကိုအပျော်ပါတည်ဆူကခုံမှုများမပါဝင်မဲရိုးရရင်ကျေးမှုနဲ့ညီအေချမ်းတရာသောတကြံဖြစ်ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်ရှင်ဆလတ်တင်ဆက်ပြီးမှာကတော့ရန်ကုန်မန္တလေးယထာခရီးစဉ်များပြန်လည်ပြေးဆွဲတဲ့တင်ဖြစ်ပါတယ်။ ဧပြီ9ရက်မှစတင်ပြီးရန်ကုန်နေပြည်တော်မန္တလေးအစုံစမ်းယထာခရီးစဉ်များပြန်လည်ပြည့်စွဲကြောင်းသိရပါဗျ။ပြီးခဲ့တဲ့မက်စတာ28ရက်ကမန္တလေးနှင့်စကိုင်းမြို့တို့မှလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်းကြောင်းရန်ကုန်နေပြည်တော်မန္တလေးယထာခရီးစဉ်များကိုယာယီရနာထားရမှာဧပြီ9ရက်တွင် ပြန်လည်ပြည့်စွဲခြင်းဖြစ်ပါတယ်။ နက်ပိုင်းတွင်အမှတ်7အစံအမြန်ရထားနဲ့အမှတ်9အစံ DEMU ရထားတို့ရန်ကုန်ဘူတာကြီးမှစတင်ထွက်ခွာသွားပြီဖြစ်ကြောင်းသိရပါသည်။ဒါ့အပြင်ကုန်တင်ရထားများကိုလည်းလမ်းမိုက်အခြေအနေပေါ်မူတည်၍အချို့တွဲဆိုင်များအားပြန်လည်ပြေးဆွဲပေးရန်စီစဉ်နေရရှိကြောင်းသိရပါသည်ရှင်။